င်္ဂလာပါခင်ဗျဟုတ်ကဲ့ပါဒီနေ့မှာရှင်မြန်ကစားကြမယ့်ဥရောပလိပ်ပွဲစဉ်တွေမှာဒီကျွန်တော်ရွေးချယ်ထားတယ်ပေါ့နော်ဒါဂျာမန်ဘွန်ဒီလီကာတဲ့ကပွဲစဉ်၃ပွဲကိုကျွန်တော်ရွေးထုတ်ပေးသွားမှာဖြစ်ပါတယ်ဒီပွဲစဉ်၃ပွဲကတော့ကျွန်တော်ရဲ့အခြားကလေးလည်းဖြစ်ပါတယ်ယူရီရှန်လေးဖြစ်တဲ့လင်္ကာဆပေါ့ရှန်နယ်ကလည်းကျူဆူပါတယ်ဟုတ်ကဲ့ပါဂျာမန်ဘွန်ဒီလီကာပွဲစဉ်မှာဆိုရင်ကျွန်တော်ရဲ့အခြားရွေးချယ်ထားတာတော့ဒီတော့မွန်ပွဲစဉ်ပြင်ပေါ့နော်ဒါကလပ်ဘတ်ဒါ5.5ပွဲစဉ်နဲ့ဒီ၃ပွဲပဲကျွန်တော်ရွေးချယ်ပေးထားတာဖြစ်ပါတယ် ဒီပွဲတော်ဘုံပေါ့နော်သုံးပွဲလုံးညီကိုတို့ကြာရှင်းထုတ်မယ်ဆိုရင်တော့ဒါဘော်ဒီတီတန်ကြီးဆော့လို့ရပါတယ်ခင်ဗျာနော်မောင်းလက်တော့ဆော့လို့ရပါတယ်တူတူနဲ့လုံရင်တော့ပဲကျွန်တော်ရွေးချယ်ပေးတော့မှာဖြစ်ပါတယ်ဆိုတော့ပထမဆုံးပွဲစဉ်လေးဒီပွဲဖြစ်တဲ့ပေါ့နော်ဒါဒေါမွန်နဲ့ဆလူကတ်ပွဲစဉ်ကျွန်တော်ရွေးချယ်ပေးတော့မှာဖြစ်တယ်ဗျာဆိုတော့အင်ဝင်းဖြစ်တဲ့ဒေါမွန်ကနေပြီးတော့ဆလူကတ်ကိုဒါသလုံးသွင်းလာရင်ပြဆုံးအစားသေးရနေပြီးတော့ဒါရှေတူဆိုရင်အရှုံးသေးပြီးဖောက်ပေးရတယ်ဒါကနေဦးစီပေါ့နော်ကိုပေါင်းသေးကသုံးလုံးသေးပေးထားဗျာအစင်စားရက်တွေ့မှုမှာဆိုရင်တက်ပြီးတော့မကွာဘူး၃နဲ့၄ဗျာ အသင်းတော်ထိတ်တိုက်တွဲဆုံမှုအရာကြည့်ရမယ်ဆိုစတုကတ်ကလည်းတာတော့ဒေါမွန်လည်းတာပြန်ခုနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာတော့ဒေါမွန်လိုတာနည်းနည်းလေးပုံစံလေးပြက်နေရဆိုပေမဲ့လိပ်ပွဲစဉ်မှာပြန်ပြီးရုန်းကန်လာဖို့တော့ရှိတယ်စတုကတ်ကတော့အဝေးကွင်းမှာမချုံးအောင်ထိမ့်ပြီးစုပ်ကစားသွားလိမ့်မယ်လို့ကျွန်တော်တို့ထမှန်နှိမ့်ပြီးတော့တွေးမိတယ်အဲကြတော့ယနေ့ဖောက်ပေးတဲ့ပေါ်လီစီအရဆိုရင်တော့တလုံးလေးပိုင်းပြားဆုံးစားနေပြီးတော့ဒါရှိသူရှုံးသေးဖောက်ပေးရတယ်ပြန်ပြီးကနေဦးစေးပေါ့နော်ဒါဒေါမွန်ပေါ်လီစီပေါင်းစီသုံးလုံးစီပေးထားတဲ့ဈေးတိုင်းဆိုရင်တော့ဒါကူခက်မရလက်ကတော့ကျွန်တော်တို့ဒေါမွန်ပဲကတ်နိုင်ပြီးတော့ဒါ နိုင်သုံးဘက်ကိုရောက်သွားလိမ့်မယ်လို့ထင်မိပါတယ်။ဆက်ကြောက်ကိုရွေးချယ်ပေးရမယ်ဆိုရင်တော့ဒေါမွန်နဲ့စတုကတ်ကိုပွဲစဉ်မှာကျွန်တော်ကတော့ဒါဒေါမွန်ဘော်ဒီလေးပဲကျွန်တော်ရွေးချယ်ပေးခြင်းနဲ့ပေါ့နော်။နောက်ထပ်တစ်ပွဲဖြစ်တဲ့ဘိုင်ယန်နဲ့ဒီဖိုက်ဘွက်ပွဲစဉ်ကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်တယ်ဗျ။ဘိုင်ယန်ကတော့ပွဲတိုင်းလိုလိုအနိုင်ရရှိခဲ့ပြီးနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာဆိုရင်ဒေချထားတွေ့ရတယ်။ဖိုက်ဘွက်ကလည်းဒါနောက်ဆုံးကစားရဲ့ပွဲစဉ်မှာဆိုရင်ရှုံးနေထားပြီးတော့ဒါဒေချတဲ့ပွဲတွေကလည်းများတယ်ဗျ။ဆိုတော့ဘိုင်ယန်မျိုးတွေကတော့အစဉ်စားရဲ့နံပါတ်1မှာဖြစ်နေပြီးတော့ဖိုက်ဘွက်ကတော့အစဉ်စားရဲ့10 ယနေ့ဖောက်ပေးတဲ့ body ကြီးမှာဆိုလို့ရှိရင်ဘိုင်ရန် body ကြီးရပါတော့ဒါလုံးလုံးကအပြားဆုံးရှုံးသေးတဲ့နှလုံးသေးသေးလေးပေးထားတယ်ဒါကနုပ်သေးလေးပါဘူပေါင်းသေးကတော့လေးလုံးတွင်းသွားရင်ဒါတဝက်အစားသေးကနေသုံးလုံးရှုံးသေးလေးပေးထားတွေ့ရတယ်ဗျာဆိုတော့ဒီဘက်နောက်ပိုင်းမှာဘိုင်ရန် menu ကို goal ကြီးပြန်သွင်းလာဆိုမှစောင်းလုံးဝင်လာပြီဆိုတော့နည်းနည်းလေးဒါတွေးလေးအေးသွားတွေ့ရတယ်ဗျာဖိုက်ဘက်ကလည်းဒါနောက်တန်းပိတ်ဆော့တက်တဲ့အချင်းရှိပြီးဝေဝင်ထိတ်ဆော့တက်တာကစားသမားကြီးလည်းရှိတယ်အထင်မြင်တယ်လို့လည်းဒါထပြီးတော့ကိုယ်တွေတွင်းတက်တာလည်းရှိရဗျာ ဘိုင်မြူနစ်ပေါ်တော့နိုင်ရရှိသွားရင်တော့မှဒါ fiber ကိုကိုးပြတ်ကြည့်တော့တွင်းနိုင်မယ်လို့ကျွန်တော်လည်းမခံမမိပါဘူး။အတွင်းမြင့်မြင့်ပေါ့နော်။ fiber ကိုးသွင်းမှလည်း link ဒါကိုးပေါ်သွားမယ်အနေထားလောက်ပဲရှိတယ်။အဲကြတော့ကိုးပေါင်းသေးကတော့လေးလုံးသွင်းသွားရင်ပြာဆုံးစားသေးသုံးလုံးချုံးသေးဖောက်ပြတာလေ။ပေါ်သေးနှလုံးသွင်းမှပြာဆုံးချုံးသေးရနေပြီးနှလုံးသေးသေးဖောက်ပြရတိုင်းဆိုလို့ရှိရင်တော့ဆက်ကြဝေးရှယ်ပေးရမယ်ဆိုရင်ဘိုင်နဲ့ fiber တို့ပွဲစီမှာကျွန်တော်တော့ဒါကိုးပေါင်းအုပ်ကလေးကိုတင့်တော်စီနဲ့ပဲလိုက်ပြီးရွှေရွှေတော့ကတာသိကျင်တယ်ပေါ့နော်။နောက်တော့ဝက်ဖြစ်တဲ့ hand to hand နဲ့ကတာကလပ်ဘက်ပွဲစီကျွန်တော်ဆက်လက်ရွှေရှယ်ပေးသွားမှာဖြစ်တယ်ဗျာ။ န်တာနဲ့ကလပ်ဘက်လိုပွဲစဉ်မှာဆိုရှင်အဝေးဖြစ်တဲ့ဒီကလပ်ဘက်ကနေပြီးဟန်တာဟန်ကိုပေါ့နော်ရှီတူစင်ပြောင်းဆုံးချုံးလေးဖောက်ပေးထားတယ်။ဟိုပေါင်းလေးကနှလုံးချုံးလေးဒါသုံးလုံးစင်ကတဝက်စားတိပေးထားရဗျ။ဟန်တာဟန်ကတော့တန်းစင်းဆုံးနဲ့မှရှိနေပြီးကလပ်ဘက်ကတော့ဒါမစင်းအောင်ရုံးကြအောင်မလဲဖြစ်တယ်ဗျ။အဲ့ကျတော့ကျွန်တော်ကနှစ်သင်းသုံးထိတဲ့ပြဿနာမျိုးရောက်ခြင်းတော့ကလပ်ဘက်ကတားတယ်။ဟန်တာဟန်ကတော့ချုံးပွဲတက်တက်ကြီးပဲဒီကြမပိုးနေလေးမှာတွေးထားတယ်။ကိုကလည်းပေးဖို့များတယ်။ကလပ်ဘက်ကတော့ဝေကွင်းကောင်းပြီးပြန်ပြီးနိုင်ပွဲပြန်လာလိမ့်မယ်လို့ကျွန်တော်မြင်ပါတယ်။ တကြက်ကိုရွေးချယ်ပေးရရင်တော့ဟန်တဟန်နဲ့ကလပ်ဘက်လိုပွဲစဉ်မှာကျွန်တော်ကတော့ဝေကွင်းဖြစ်တဲ့ကလပ်ဘက်ဘော်ဒီပဲကျွန်တော်ရွေးချယ်ပေးချင်ပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ပါခင်ဗျာစနေနေ့မှာချန်ပီယံကစားကြမယ်ပေါ့နော်ဒါဥရောပရဲ့ဒါချန်ပီယံဘွန်ဒီကလိပ်ပြန်ပွဲလေးမှာဆိုလို့ရှိရင်ပေါ့နော်တော့မွန်နဲ့ဆူလုကပွဲစဉ်မှာကျွန်တော်ကတော့တော့မွန်ပေါ်နေရွေးချယ်ပေးထားတာပါ INFN ဘော်ဒီပွဲစဉ်မှာဆိုဖန်ရန်ကိုပန်းအောက်ကိုရွေးချယ်ပေးထားပြီးတော့ဟန်တဟန်နဲ့ကလပ်ဘက်လိုပွဲစဉ်မှာဝေကွင်းဖြစ်တဲ့ကလပ်ဘက်ဘော်ဒီရွေးချယ်ပေးထားတာပါဒီ၃ပွဲလုံးညီကိုတို့မောင်ဖို့ရလို့တီးတန့်ဘော်ဒီကြီးလည်းတွဲဆိုးလို့ရပါခင်ဗျာနော် ကျေးဇူးအားပေးတဲ့ညီကိုလေးကံကောင်းကြပါစေကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ